။အော်ဒီကနေ့ကျွန်တော်တို့ချွေးနွေးမဲ့ခေါင်းစဉ်ကပြုစုရေးမင်္ဂလာပေါ့။နော်ပြုစုရေးမင်္ဂလာ၃ပါးရှိတယ်။ဘာတွေလဲဆိုတော့မတ္တပိတုဥပဋ္ဌာဏဗုဒ္ဓဒါရသသင်္ခေါအနာကုလာဇကမ္မန္တာဧတံမင်္ဂလမုဒ္ဒမံဘုရားရှင်ဆက်ပါတယ်။မြန်မာလိုပြောမယ်ဆိုမတ္တပိတုဥပဋ္ဌာဏမိဘတို့ကိုပြုစုလှုပ်ကြွေးခြင်းစီလည်းကောင်း။ဗုဒ္ဓဒါရသသင်္ခေါသာသမိဇနီးမယားတို့ကိုချီးမြှောက်ထောက်ပံ့ခြင်းတည်းကောအနာကုလဇကမ္မန္တာ ရှုပ်ထွေးခြင်းကင်းသောအလုပ်ကိုပြုလုပ်ခြင်းသည်လည်းကောင်းမင်္ဂလာမင်္ဂလာမြည်တယ်နော်ဒါကပြုစုရေးမင်္ဂလာသုံးပါဒါပြီးပထမဆုံးဟာလေးကိုပြောမယ်နော်အချင်းရတဲ့တော့မန္တပိတုဥပဒါနံဆိုတာမာတာဆိုတာကအမေပေါ့ပိတာဆိုတာအဖေပေါ့နော်အမိဖောက်ဥပဒါနံဆိုတာပြုစုလုပ်ကြွေးတာအမိဘတို့ကိုပြည့်စုံလှုပ်ကြွင်းဟာမင်္ဂလာဖြစ်တယ်တဲ့မင်္ဂလာဆိုတာအဋ္ဌိကရဏံဝဋ္ဌိကရဏံသဗ္ဗတမ္ပတိကရဏံပြည့်ပြည့်စုံစေဖို့အစင်းစင်းတိုးတက်ရစေဖို့ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးတွေပြည့်စုံစေဖို့နော်အဲ့တော့ဘာကြောင့်မင်္ဂလာဖြစ်လဲလို့အမေဖေကိုမိဘကိုပြည့်စုံတာဆိုရင်တော့လိုရင်းပြောရရင်တော့ကျေးဇူးရှင်ဖြစ်လို့ပဲနော်မိဘတွေကသာသမီတွေပေါ်မှာငယ်ရွယ်စဉ်တည်းကလူမျိုးလိုက်ဘာသာစကားလိုက်နော်သင်ကြားပေးတာပေါ့နော်စားတာသွားတာလာတာနေတာထိုင်တာဟိုဆရာသင်နေဆိုတာ၄နှစ်၅နှစ်မှကျောင်းဖို့လို့သင်တာဒီမှာကသူငယ်စပေါ့ဆာလေးတွေကနေပြီးတော့ဒါလက်ဒါခြေတော့ဒါဥတော့ဘာဒါဘလို့ပြောရမယ်ဆိုတော့ဗောနော်အဲ့ဒါကြောင့်သူကပုပ္ပာစရိယာတိ ိုလက်ဥစရာခေါ်တာကိုဝုစရိဆိုတာနော်ခေါ်ဆိုရတဲ့ဝုစရိကိုပုပ္ပစရိယတိဆိုတာလက်ဥစရာပုပ္ပဆိုတာရှေ့ဥပေါ့နော်စရိယဆိုတာကဆရာသမားကိုပြောတာပေါ့အာစရိယကိုပြောတာပုပ္ပနဲ့အာစရိယပေါ့နော်ပုပ္ပစရိယဝုစရိဆိုတာခေါ်ဆိုအပ်ယူပေါ့ဒါပါဠိပေါ့နော်အဲ့တော့ဟိုလက်ဥစရာလို့အမည်လဲတွင်ပါလေတဲ့ဘွယ်တုကုန်တုနော်ဒါကြောင့်အဲ့လိုအဖြစ်တွေမဖြစ်အောင်မိဘတို့ရဲ့ဂုဏ်တွေကိုသိအောင်ကျေးဇူးတွေသိအောင်ဘုရားရှင်ရဲ့မင်္ဂလာသုတ်တယ်မှာမာတာပိတုဥပဒဏပြည့်စုံရေးမင်္ဂလာပေါ့နော်အဲ့ဒီသုံးပါးထဲမှာပထမဝိသုံးတစ်ပါးကို ဟောကြားပါတယ်။သမီးပြီးချင်တာတကူကဒီမိဘကျေးဇူးကိုဆက်နေတဲ့သူတွေမှာရောဘလို့ကျေးဇူးတရားတွေရရှိနိုင်လဲဆိုတော့အတိအကျတီးခွင့်ရှိမလားဆရာ။မိဘကိုပြည့်စုံလို့ကျေးတဲ့ပုဂ္ဂိုလ်မှာအကျိုးတရားတွေရတယ်ပေါ့နော်။တတိကျသိကျင်တယ်ဆိုရင်တော့6ပါးလို့မှတ်လို့ရတယ်။